အင်္ဂါလာသမီးများအတွက်ကိုအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချီအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဒါ hostel လေးကိုဟောပြောပြမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးဒါ follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာပရမအောင်သောတဲရော့ကလေးတစ်ချိန်ကျွန်တော်စပြီးတော့အခုချိုးကြည့်လိုက်ပါပြီ အင်္ဂါလာမီများရဲ့ဒီခုနိုဝင်ဘာလတလားတာရဲ့အခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာမထင်မှတ်တာတွေမမျှော်လင့်တာတွေအံအားသင့်ပွဲရအဖြစ်ပြက်မျိုးတွေကိုဒါအခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတတ်ပါတယ်ဒီလာထဲမှာအခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အကြောင်းအချက်တွေအစဉ်ပြေမှုတွေကိုကြုံတွေ့ရရှိတတ်သလိုမကောင်းတဲ့အကြောင်းအချက်တွေနဲ့အစဉ်မပြေမှုတွေ ပြဿနာတွေကိုလည်းပဲကြုံတွေ့လာရနိုင်ပါတယ်။ဂယုဆိုင်ဖို့တော့လိုပါတယ်။တခုထည့်ပြောစရာရှိတာကဒီလာထဲမှာပေါ့နော်။သူများကိုပေါ်ကိုလှည့်စားတာကိုကခံရတတ်ပါတယ်။တော့သူများကိုပလေးနေတဲ့ပုံစံမျိုးတွေကိုကိုကခံရနိုင်ပါတယ်။အဲအဲ့အချက်လေးတခုကိုတော့ သတိထားစေချင်ပါတယ်เนาะအဲ့တော့အခြေရေးအိမ်တော်ကြီးကဒီလားကဘလို့ဖြစ်နေလဲဆိုတော့အစဉ်ပြေလိုက်မပြေလိုက်ဆိုတဲ့ပုံစံမျိုးတွေမတည်ငြိမ်မှုတွေများစွာဖြစ်ပေါ်စေနိုင်တဲ့လာတလာလို့ဆိုရမှာပဲဖြစ်ပါတယ်။ကြတာကတော့ပထမတဲရောကတ်ကိုကြည့်ပြီးတော့ကျွန်တော်ပြောပြလာပါ။အင်္ဂါသားမီးများတဲ့နောက်တစ်ချိန်တဲရောကတ်လေးကိုထပ်ပြီးတော့ကျွန်တော်ချိုးကြည့်ပေးပါဦးမယ်ခင်ဗျာ။မိတ်ဆွေများကကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်းဗီဒီမီးမြန်းကျင်တယ်ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဓိကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးတာဗီဒီယိုမေးမြန်းလို့ရပါတယ်တဝူးချင်းတယောက်ချင်းရဲ့ဗီဒီယိုကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယို host တွေကိုကျွန်တော်ပို့ပေးတယ်သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာကဲကူးဆက်ပြီးတော့အင်္ဂါသားမီးများတဲ့နောက်တစ်ချိန်တေရော့ကန်လေးကျွန်တော်ချိုးကြည့်လိုက်ပါပြီ အချီရင်းနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီလာထဲမှာကျွန်တော်ကအကြံတစ်ခုပြုပေးခြင်းတာကပေါ့နော်နှလုံးသားရဲ့အလိုဆန္ဒတိုင်းမဟုတ်ပဲနဲ့ဥနောက်နဲ့အသိဉာဏ်နဲ့အတွေးခေါ်နဲ့ပေါ့နော်ချစ်တတ်ဖို့လိုပါလိမ့်မယ်အဲအထူးသဖြင့်တော့သူ့ဘက်ကိုယ်ဘက်ပေါ့နော်သူ့ဘက်ကိုယ်ဘက်ကိုမျက်မျှတတ်တာအဲစဉ်းစားတွေးခေါ်ပေးနိုင်မှသာလျှင် အခြေရေးအိမ်နာရေးဟာအစဉ်ပြေနေမယ်လို့တွေးရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတပတ်သက်ဆန်နေတယ်အဲကိုရဲ့အတ္တတွေကိုရှည်တန်းတင်ပြီးတော့ဦးစားပေးနေခဲ့မယ်ဆိုရင်ဒီလာထဲမှာအခြေရေးအိမ်နာရေးကဘလို့မှကိုအစဉ်ပြေနိုင်မှာမဟုတ်ဘူးလို့တွေးရပါတယ်အဲ့တော့ပြောချင်တဲ့အဓိကအချက်ကတော့အခြေရေးအိမ်နာရေးကဒီလာထဲမှာ ကောင်းအောင်အဆင်ပြေအောင်မိမိကိုယ်တိုင်ပဲဖန်တီးတည်ဆောက်လို့ရတယ်လို့မကောင်းအောင်အဆင်မပြေအောင်အဆိုးဘက်ကိုရောက်သွားအောင်လည်းပဲမိမိကိုယ်တိုင်လုံမိရက်သာဖြစ်နေတတ်ပါတယ်ဒါကြောင့်မလို့အဲဒီလာထဲမှာအခြေအေးအိမ်လာတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒါစိတ်လေးကိုနည်းနည်းလေးလျှော့နိုင်ဖို့သဘောထားကြီးနိုင်ဖို့အမြင်ကျေနိုင်ဖို့လိုပါလိမ့်မယ်အဲနှစ်ဦးနှစ်ဘက်မျက်မျက်တတတွေးခေါ်ပြီးတော့ အဲနားလည်မှုတွေပေးနိုင်အောင်စူးစမ်းပေးပါလို့ကျွန်တော်အကြံပြုပေးလိုက်ရပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။စနေသားသီးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချီအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့တီးတန့် hostel လေးကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ လိုက်လုပ်ပေးပါအောင်။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ဒီ season မှာကျွန်တော် terror cat နဲ့တီးသန့်ဟောပြောပေးမှာပါ။ပထမဆုံး terror cat လေးကိုကျွန်တော်ခုစပြီးတော့ကြည့်ပေးလိုက်ပါပြီ။စနေသားကြီးများကအခုပြတ်တမ်းဝင်ရောက်လာတဲ့နိုဝင်ဘာလတလတာကာလအတွင်းမှာအခြေရေးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်မှုလေးတွေ များစွာဖြစ်ပေါ်စေတတ်တယ်။မတည်ငြိမ်မှုလေးတွေဆိုတာက အစဉ်ပြေလိုက်မပြေလိုက်ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်နေတတ်ပါတယ်။အဲ့တော့ကိုချစ်သူကိုအိမ်နာမကကိုအနာမှာအချိန်တိုင်းရှိမနေပေးတာတို့အဲတချို့အိမ်နာရေးကိစ္စတွေမှာဆိုလဲကိုချစ်သူကိုအိမ်နာမကအိမ်မကတ်တာတို့လမ်းနေများနေတာတို့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလဲပဲကိုတိုင်းကပဲသူ့နာမှာရှိမနေပေးနိုင်လားကိုတိုင်းကပဲအသွာလာတယ် များနေတာမျိုးတွေပေါ့เนาะဖြစ်တတ်ပါတယ်တချို့တော့သူနဲ့ကိုနဲ့ကြားတဲ့ကပြဿနာတွေကပြောလေရှင်းလေပူရှုပ်လေပူဆိုးလေဆိုတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါတယ်เนาะနောက်ဒီလာထဲမှာကိုချစ်သူကိုအိမ်တော်ဘက်ကပဲကိုကိုအဲလိန်ညာလှဲ့ပြတာမျိုးပေါ့เนาะကိုကခံရတာတော့၎င်းဒါမှမဟုတ်ကိုကပဲသူ့အပေါ်ကိုအဲ့လိုပုံစံမျိုးတွေလုပ်နေတတ်တဲ့အဲအခြေအနေမျိုးတွေလည်းပဲ ရှိတတ်ပါတယ်နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကဒီမှာလုံလုံရရဆိုးဆိုးဝါးဝါမကောင်းဘူးလို့ပြောရမယ့်ပုံစံမျိုးကြီးရဲ့လို့မတွေ့ရတယ်လို့ကောင်းနေတယ်လို့ဆိုရမယ့်အနေအထားမျိုးမှလည်းပဲရှိနေတာမျိုးရဲ့လို့မဟုတ်ပါဘူး။စောစောဆိုခဲ့တယ်လို့ ီလာထဲမှာအခြေအနေနဲ့ပတ်သက်တဲ့အိမ်နာလေးနဲ့ပတ်သက်တဲ့အခြေအနေတွေကမတည်ငြိမ်မှုတွေဖြစ်တတ်တယ်။ကောင်းလိုက်မကောင်းလိုက်အဲအဆင်ပြေလိုက်မပြေလိုက်ပေါ့နော်။ဒီအခြေအနေအိမ်နာလေးအတွက်နဲ့စိတ်ချမ်းသာစရာလေးတွေပျော်ရွှင်သားရခြင်းလူမှုလေးတွေကြုံရလိုက်အဲစိတ်ညစ်စရာတွေနဲ့အမှုသောကလေးတွေကိုကြုံတွေ့ရလိုက်ဆိုတဲ့ပုံစံမျိုးတွေကိုဖြစ်ပေါ်စေနိုင်တယ်လို့တွေ့ရပါတယ်။ကြတာကတော့ပထမတဲရော့ကန်လေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါ။နောက်တစ်ချိန်တဲရော့ကန်လေးထပ်ပြီးတော့ကျွန်တော် ချိုးကြည့်ပေးပါအောင်မယ်ဘယ်လိုအခြေအနေမျိုးတွေ ကြုံတွေ့လာရနိုင်မယ်ဘလို့အနောက်ရက်တွေရောရှိလာနိုင်မလဲပေါ့ဗျာနော်မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမေးမြန်းခြင်းလဲဆိုရင် TikTok ဘာယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာတဦးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီ host တွေကိုကျွန်တော်ပို့ပေးတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပ မှုသွားကတဦးကို2000ကျပ်ယူပါတယ်ခင်ဗျာခုဆက်လက်ပြီးတော့စနေသားမိများတွေဒါဒုတိယကြိမ်တဲတော့ကနေကျွန်တော်ထပ်ပြီးတော့ချုပ်ကြည့်လိုက်ပါပြီစနေသားမိများရဲ့ဒီခုနိုဝင်ဘာလရဲ့အခြေအနေအိမ်နာဘေးအခြေအနေက ကောင်းနေတဲ့အချိန်မှာရုပ်တရက်ပြဿနာတွေဝင်လာတာမျိုးပေါ့နော်အစဉ်ပြေနေတဲ့ထားထားပြီးဖြစ်လာတဲ့ပုံစံမျိုးလေးတွေရှိတတ်ပါတယ်အဓိကအပြင်တော့အဲ့ဒါကသူ့နဲ့ကိုယ်နဲ့ခြားထဲမှာအဲအပြန်အလှန်ပေါ့နော်နားလည်မှုတွေအားနေလို့အစဉ်မပြေလို့ဖြစ်တဲ့ပြဿနာတွေအပြင်တခြားတခြားအနောက်အရှက်တွေကြောင့်လည်းပဲဒီအစဉ်မပြေမှုတွေပြဿနာတွေကကြုံလာရတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ ကွဲလာဆိုတော့မကွဲဘူးပေါင်းလာဆိုတော့လည်းမပေါင်းဘူးကောင်းလာဆိုတော့လည်းမကောင်းဘူးဆိုးလာဆိုတော့လည်းမဆိုးဘူးအဲ့တော့အခြေအနေတော်ကြီးကအကောင်းနဲ့အဆိုးဒွန်တွဲနေမယ်လာတလာပဲလို့တွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အနှောက်အယှက်လေးတချို့ရှိနိုင်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အဲ့တော့တယောက်တယောက်ချားတဲ့မှာနားလည်မှုတွေရှိနိုင်အောင်အဆင်ပြေနိုင်အောင်အဲညှိနှိုင်းဆောင်ရွက်ကြပါလို့လည်းပဲကျွန်တော်အကြံပြုပေးလိုက်ရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ် comment လေးတွေ man ကဲလို့ရပါတယ် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကကြမ္မာအခြေအနေ အကောင်အဆိုးလေးတွေကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အဘဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။တော့ follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ကဲတော့အခုတရေရသားမျိုးများအတွက်ပထမတရေရကလေးကိုအခုကျွန်တော်စပြီးတော့ချိုးကြည့်လိုက်ပါပြီ။ဒေလာလာမီများကအခုပြတ်တန်းဝင်ရောက်လာတဲ့နိုဝင်ဘာလတလတာကာလာတော်တွင်မှာ အချစ်ရေးမေတ္တာရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းသော တိုးတက်ပြောင်းလဲမှုတွေအဆင်ပြေမှုတွေကိုရရှိလာနိုင်မယ်လို့တွေးရပါတယ်။ဘယ်လိုပြောမလဲဆိုတော့အဆင်မပြေပါဘူးဆိုတဲ့သူတွေကအဆင်ပြေလာပါလိမ့်မယ်။အဆင်ပြေနေပါတယ်ဆိုတဲ့သူတွေကလည်းပဲပို့ပြီးတော့ ပြေလာလိမ့်မယ်လို့တွေးရပါတယ်။နောက်အစ်လိုပဲဘဝရဲ့ရည်မှန်းချက်တွေအနာဂတ်ပလန်တွေအတွက်ကိုအတူတူစတင်ပြီးတော့ရည်ရွယ်ပြစ်တာတို့စီစဉ်ဆောင်ရွက်ပြစ်တာတို့တည်ဆောက်နိုင်တဲ့အခြေအနေမျိုးတို့စတဲ့ပုံစံမျိုးတွေကိုလည်းပဲတွေ့ရပါတယ်။အဲ့တော့အခြေရေးအိမ်တော်ရေးအတွက်အခုကြားလိုက်တဲ့နံပါတ်ပုံဟာကောင်းသော တိုးတက်ပြောင်းလဲခြင်းဆိုတဲ့နံပါတ်ပုံကို တွေ့ရတာဖြစ်တဲ့အတွက်ဘလို့အနှောင့်အယှက်တွေဘလို့အဓာစီးတွေဘလို့အစင်မပြေမှုတွေပဲရှိနေပါစေကမူရှေ့လျှောက်ပြီးတော့တင်းလာလာမိများဟာဒီလာထဲမှာအခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်သောတိုးတက်ပြောင်းလဲမှုတွေအစဉ်ပြေမှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်လို့ဒီရဲ့ပထမတဲတော်ကံလေးရဲ့နမိတ်ပုံရာတွေ့ရပါတယ်။နောက်တစ်ချိန်တဲတော်ကံလေးထပ်ချိုးပြီးတော့ဘလို့အခြေအနေမျိုးတွေဘလို့ပြဿနာမျိုးတွေရှိလာနိုင်အောင်မလဲ ဘလို့အရာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်ခင်ဗျာ မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းကျင်နေဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ကြားပါတယ်ခင်ဗျာ။တအူးချင်းတယောက်ချင်းရဲ့ဗီဒီယိုဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးပါတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြေပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရည်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစွာကတအူးကို နှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာကဲတော့ကျွန်တော်ရဲ့မိတ်ဆွေတင်ရတာသားသမီးများအတွက်နိုဝင်ဘာလရဲ့အခြေရေးအိမ်နာရေးနဲ့ပတ်သက်ပြီးတော့ဒုတိယမြောက်တဲရော့ကန်လေးကိုကျွန်တော်ဟူဆက်ပြီးတော့ချိုးကြည့်လိုက်ပါပြီတင်ရတာသားသမီးများခင်ဗျာအခြေရေးအိမ်နာရေးနဲ့ပတ်သက်ပြီးတော့အထူးကိုကံကောင်းစေတဲ့လာတလာကိုရရှိလို့လာပါပြီလို့တွေ့ရပါတယ်ကိုချစ်သူကိုအိမ်နာဘက်ကကျင်နာမှုတွေဂယူဆိုင်မှုတွေကောင်းသောကုညီပံ့ပိုးမှုတွေကို ရရှိစေနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ကိုယ်တိုင်ကလည်းပဲသူ့ဘော်ကိုပို့ပြီးတော့နားလဲပေးနိုင်တာတွေပို့ပြီးတော့ဂယုဆိုင်ပေးနိုင်တာတွေအဲပို့ပြီးတော့ချစ်လာတာမျိုးတွေပို့ပြီးတော့အကျဉ်းသားတွေမြစ်တာတွေထားနိုင်တဲ့အခြေအနေမျိုးတွေကအစတွေ့ရပါတယ်အဲ့တော့ကောင်းမွန်တဲ့တိုးတက်မှုတွေအစဉ်ပြေမှုတွေတာယာကျဉ်းနှူးမှုတွေကိုပဲဒီလာထဲမှာ အခြေရေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့များသောအားဖြင့် ကြုံတွေ့ရရှိနိုင်ပါလိမ့်မယ်လို့ကျွန်တော်ရဲ့မိတ်ဆွေတင်ရသားမိများအတွက်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာကြာသာလေးသားမိများအတွက်အခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာရဲ့ အခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုဒါသီးသန့်ဟောပြောပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ကတဲရော့ကတ်လေးတွေနဲ့ကြည့်ပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်။အခုပထမတဲရော့ကတ်လေးကိုကျွန်တော်စပြီးတော့ ချိုးကြည့်လိုက်ပါပြီ။ဂျာတာဝေးသားမီးများရဲ့အခြေအိမ်အောင်ကြီးကဘလို့ဖြစ်နေလဲဆိုတော့ထားခဲ့တာကိုခံရတတ်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်နော်။အဲ့တော့ကိုချစ်သူကကိုကိုထားခဲ့တာမျိုးပေါ့နော်အဲအဲ့ဒါကိုကိုကခံရတတ်တယ်ဆိုတော့သူကဗျာအလုံးလုံးဖို့အတွက်တခြားတဲ့နေရာကိုထွက်သွားတာလို့အားမောခကြီးထွက်သွားတာလို့အဲခိတယာကြီးအားဖြင့်တော့၎င်းပေါ့နော် ခွဲခွာရတဲ့အခြေအနေတွေဝေးခွာရတဲ့အခြေအနေတွေကြောင့် ကြံခဲ့ရတတ်တဲ့ပုံစံမျိုးလည်းပဲဖြစ်တတ်သလိုအစင်မပြေမှုတွေရှိနေလို့လမ်းခွဲသွားတတ်တဲ့ပုံစံမျိုးတွေလည်းပဲအဲတချို့ဆိုလို့ရှိရင်ဖြစ်တတ်ပါလေအဲ့တော့အဲ့လိုမျိုးတကယ်တရားဝင်ထားခဲ့တဲ့ပုံစံမျိုးမဟုတ်တာမှာပဲကိုချစ်သူကိုအိမ်တော်ဘက်ကကိုကိုပလစ်ထားတဲ့ပုံစံမျိုးကြီးကိုကိုကခံရတတ်ပါလေ ူ့ရဲ့ဂယူဆိုင်မှုတွေကျင်နာမှုတွေကောင်းမွန်တဲ့တုံ့ပြန်မှုတွေကကိုရှိကို ရောက်မလာပဲအဲ့ဒါတွေကိုကိုကရမလာပဲနဲ့ပေါ့နော်လစ်လူရှုခံထားရတတ်တဲ့ပုံစံမျိုးလေးတွေဟုတ်ဇာတာဝိသားမီးတော်တော်များများကဒီလာထဲမှာကြုံလာရတတ်ပါတယ်နော်ဒါပြလို့အခြေရေးအိမ်တော်ရင်းမှာလွေးလွေးကျင်နာမှုတွေအားနေပြီးတော့အစင်မပြေမှုတွေနဲ့တူ ဒါနည်းနည်းလေးစိတ်ညစ်ရမဲ့ပုံစံမျိုးလေးတွေကိုသွားတွေ့ရပါတယ်เนาะခေတာကတော့ပထမတဲရော့ကန်လေးကိုကျွန်တော်ကြည့်ပြီးတော့ဟောပေးတာပါနောက်တစ်ချိန်တဲရော့ကန်လေးထပ်ပြီးတော့ကျွန်တော်ချူကြည့်ပေးပါဦးမယ်ဘာတွေဘလို့စပစ်လာနိုင်မလဲပေါ့เนาะဘလို့အကြောင်းချက်တွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကဒါအများအတွက်ပေါ့เนาะခြုံဝုံပြီးတော့ဟောပြောပေးတာဖြစ်တဲ့အတွက်ဥပချင်းတယောက်ချင်းနဲ့တော့တထက်တဲ့ ကြခြင်းမှကြပါလိမ့်မယ်။တူဦးချင်းတယောက်ချင်းနေနဲ့တီးတက်ကျွန်တော်ရှိမှာဗီဒီယိုမြန်းခြင်းနဲ့ဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမြန်းလို့ရှားပါတယ်။တူဦးချင်းတယောက်ချင်းရဲ့ခင်ဗျားကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်တွေကိုကျွန်တော်ပို့ပေးတယ်။ သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပြီးတဲ့ဒါလိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ခင်ဗျာညံပူဇော်ကတအူးကို2000ကျပ်ယူပါတယ်ကိုးဆက်ပြီးတော့ကြာသာဝေးသားမိများအတွက်ဒုတိယတစ်ကြိမ်တဲတော့ကလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီကြာသာဝေးသားမိများခင်ဗျာအဆင်မပြေပါဘူးဆိုတဲ့သူတွေကအဆင်ပြေလာအောင်ကြိုးစားပြီးတော့လှုပ်ဆောင်လို့ရှားနိုင်တယ်လို့တချို့အဆင်ပြေနေရင်းနဲ့လည်းပဲအဆင်မပြေတဲ့ဘက်ကို အဲလုံလုံရရစူးစူးဝဝရောက်သွားနိုင်တဲ့အခြေအနေတွေလည်းပဲသွားတွေ့ရပါတယ်။အရာရာအားလုံးဟာကိုယ့်အပေါ်မှာရောသူ့အပေါ်မှာပါမူတည်နေပါတယ်။ဒီချိန်ကာလအတွင်းမှာသူနဲ့ကိုယ်နဲ့ခြားထဲမှာအပေးယူမျှတသွားတဲ့ကောင်းမွန်တဲ့ဆက်ဆံရေးပိုင်းတွေကိုတည်ဆောက်ထားနိုင်အောင်ကြိုးစားဖို့တော့ လိုပါလိမ့်မယ်လို့တွေးရပါတယ်။ဘာပဲဖြစ်ဖြစ်အခြေရေးအိမ်နာရေးမှာအနှောက်အယှက်မကင်းဘူးပြဿနာမကင်းဘူးအဲအစ်စ်မပြေမှုလေးတွေများသောအားဖြင့်ကြုံရတတ်တဲ့အတွက်ခရူးဆိုင်ပါလို့ကျွန်တော်ထပ်မံပြီးတော့မှာကြားလိုပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကို ကြည့်ရှုအားပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်။အဖမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။